ီဒီအက်မှာတင်းပြတ်နေတဲ့ကိုသွင်းရင်နဲ့စူပါစီတနင်္ဂနွေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေကြိုးဆိုပါရယ်ဂိမ်းပြင်ရာနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတနင်္ဂနွေနေ့ညစူပါဆန်နေအတွက်ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်နေရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါရယ်ပထမအဆုံးအနေနဲ့ကတော့တနင်္ဂနွေနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်သုံးသက်ချက်ကိုကလောင်ရှင်စူပါစီရဲ့သုံးသက်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါရယ်ဗီလာနဲ့ဘုံမော့ ည7:30နာရီ30ငါးဘွဲဆက်အနိုင်နဲ့ဗီလာရဲ့လက်ရှိအိမ်ကွင်းခြေအားအထင်ကြီးစရာပါဒါပေမဲ့ဂျာရဲ့ယူရိုပါလိပွဲတော်ကအိမ်ကွင်းမှာနိုင်နာရောဗီလာဟာခြေစွမ်းမပြနိုင်ခဲ့ပါဘူးဒီရာသီအထူးခြေစွမ်းပြနေတဲ့ဘုံမောက်ကတော့အဆင့်9နေရာမှာရက်တည်နေနိုင်ပါတယ်နောက်ဆုံးပရီးမီးယားလိရှစ်ပွဲမှာလည်းဘုံမောက်ရှုံးခဲ့တာဆိုလို့ CD နဲ့တပွဲသာရှိခဲ့ပါတယ်ဒါကြောင့်ဘုံမောက်သားရီနဲ့အတူရက်တီရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ Brentford နဲ့ Newcastle ည7:30 လက်ရှိအမှတ်ပေးစရာမှာအဆင့်ဆက်နဲ့ Brentford ကတော့အဆင့်ဆက်သုံးကာဆယ်ရဲ့အထက်ကိုရောက်နေပါတယ်။နောက်ဆုံးအင်ကွင်းပွဲမှာ Liverpool ကိုနိုင်ထားပြီး Brentford ဟာ Premier League နောက်ဆုံးအင်ကွင်း၅ပွဲမှာလည်း City နဲ့တပွဲသာရှုံးခဲ့ပါတယ်။ကာဆယ်ကတော့ Champions League မှာသာအချိန်ကြီးကောင်းနေပြီပဲ။ Premier League မှာတော့ရုန်းကန်နေရပါတယ်။ဒါအပြင်ငှက်ကြားတွေရောဒီအာဒီ Premier League မှာလည်းအဝေးဝန်းနိုင်ပွဲမရှိသေးပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာငှက်ကြားတွေပြတ်တုတ်ခံရနိုင်တဲ့ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Palace နဲ့ Brighton ည8:30အဆင့်9နဲ့10အထက်အောက်ဖြစ်နေတဲ့ Palace နဲ့ Brighton တို့ရဲ့ကြားတမတ်တာကွာပါတယ်။လန်ဒန်လင်းုံနေရောလက်ရှိချိန်မှာအိမ်ကွင်းနိုင်ပွဲဆက်နေသလိုဂိုးသွင်းချီလည်းမှန်နေပါတယ်။ရလမတီးငိမ့်မင်းမဲ့ဇင်ယိုရီကတော့အခုနောက်ပိုင်းမှာဂိုးအများကိုကန်ထားတာများပါတယ်။သူတို့ကြားကနောက်ဆုံးတွေ့ဆုံမှု၃ချိန်စလုံးမှာလည်းနှစ်ဘက်တွင်းကိုဟာ၃ဂိုးနဲ့အထက်ရှိထားပါတယ်။ဒါကြောင့်လန်ဒန်မှာဂိုးမိုးရွာရင်ရွာနှုန်း80ရှိပါတယ်။နော်ဒယ်ဟန်နဲ့လီည8:30 ရှောက်ရိုက်ကြီးလက်ထက်မှာနော်တင်ရဲ့အခြေအနေဟာတိတ်ထူးမလာပါဘူးပရီးမီးယားလိမှာဆိုရင်ကိုယ်ဝဲဇက်တိုက်တောင်နိုင်ဝဲပျောက်ထားပါတယ်တန်းစင်းဆုံးဖိအားရှိနေတဲ့လိကလည်းဒီယာစီပရီးမီးယားလိအဝေးဝင်း၅ပွဲမှာတပွဲသာဂိုးသွင်းထားနိုင်ပါတယ်သူတို့ကြောင့်ကနောက်ဆုံးတွေ့ဆုံမှု16ပွဲက73ပွဲမှာတော့ဂိုးမများခဲ့ပါဘူးဒါကြောင့်နော်တင်ဟမ်အရက်ဟာဂိုးနဲ့ရုံဝင်ဖြစ်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်စီးတီးနဲ့လီဗာပူးည7နာရီ ထိတ်ဆုံးကအာဆန်နယ်နဲ့အနည်းဆုံး6မှတ်ကွာနေတာကြောင့်အဆင့်နှစ်3နေရာကစီတီလီဗာပူးတို့အတွက်တည်ကြလို့မကောင်းတဲ့ပွဲစဉ်မျိုးပါ။နောက်တင်းစလုံးကတိုက်စစ်အာတန်ပြီးခန်းစစ်စိတ်မချရတာချင်းသူညီနေပါတယ်။သူတို့ကြောင်းမှာနောက်ဆုံးတွေ့ဆုံမှု၄ချိန်စလုံးမှာသူတို့ကြောင်းမှာနောက်ဆုံးတွေ့ဆုံမှု၄ချိန်စလုံးဟာလေကိုးသွားခဲ့တာမဟုတ်ခဲ့ပါဘူး။ဒါကြောင့်နိုင်မဖြစ်မဲ့အချိန်တွေမှာဖောင်ဖြတ်ကြမှာဆိုတော့ ETF မှာကိုးရနေနေတင်းပြတ်နေမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဆက်တာနဲ့ဘာကာ တွေ့ပြီဆိုရင် သွင်းမှုတွေဖျော်ပြနေကြပါသူကဆိုတနင်္ဂနွေနေ့ညစပိန်လာလီကပွဲစဉ်ပွဲကြိုသုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ဘေဘော်နဲ့အိုဗီဒိုည9:30နောက်ဆုံး3ဝက်ဆက်အရှုံးနဲ့ဘေဘော်ဟာတိုက်စစ်ပိုင်းလေရုံးကန်နေရပါတယ်ဒံယာပြဿနာတွေကြောင့်လဲဒီယာဒီဘေဘော်ကတော့နှိမ့်သွားပါတယ်တန်းစင်ဇုံတွေကအိုဗီဒိုကတော့ခံစစ်အသားပေးနေပဲဘေဘော်ကိုယင်ဆိုင်မှာပါဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ဟာပိုကောင်းတဲ့အားပေးမှုလို့သုံးသက်ထားတာဖြစ်ပါတယ်ဗယ်လီကာနိုနဲ့ ရီယညာ9နိုင်45ဇေအားလေကဗလီကာနိုဟာသူတို့ကွင်းမှာဆိုရင်အတင်းကြီးတွေကိုဒုက္ခပေးနိုင်စွမ်းရှိပါတယ်အခုရာသီမှာပဲဘာစီလိုနာဟာဗလီကာနိုကွင်းမှာတရည်သာကန်နိုင်ခဲ့ပါတယ်ရီယကလည်းဗလီကာနိုနဲ့ဆိုရင်အမြဲတိုင်ပတ်တပြီးနောက်ဆုံးတွေ့ဆုံမှု၁၇ကြိမ်လုံးမှာဆိုရင်နှစ်ကိုးပြက်နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ဆိုတာတပွဲမှမရှိသေးပါဘူးနောက်ဆုံးတွေ့ဆုံမှု၁၇ကြိမ်လုံးမှာဆိုရင်နှစ်ကိုးပြက်နဲ့အထက်နိုင်ခဲ့တဲ့ပွဲစဉ်ဟာတပွဲမှမရှိခဲ့ပါဘူး ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်နဲ့အပိသင်းနဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။မာရော့ကာနဲ့ဂီတာဗေးည7နာရီတန်းစင်းဆုံးတိုက်ပွဲဝင်နေတဲ့မာရော့ကာဟာဒီယာဒီလာလီကအင်ကွင်း9ပွဲမှာတပွဲသာနိုင်ထားခဲ့ပါတယ်။ဂီတာဗေးကတော့နိုင်ပွဲပြန်ဆက်လာလို့အဆင့်9နေရာအထိကိုတက်လန်းထားနိုင်ပါတယ်။ဒါ့အပြင်ဂီတာဗေးကမာရော့ကာနဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး9ပွဲမှာတပွဲသာရှုံးခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂီတာဗေးနိုင်မနိုင်ကိုသာကြည့်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ဗလင်စီယာနဲ့ဘတ်တစ်ည7နာရီတန်းစင်းဇုံတွေကဗလင်စီယာဟာအိမ်ဝင်းမှာလဲနောက်ဆုံး2ပွဲဆက်ရှုံးထားပါတယ်ဘတ်တစ်ကတော့ပြိုင်ပွဲဆုံး3ပွဲဆက်အနိုင်ကြောင့်စိတ်သက်တက်နေပါတယ်ဒါအပြင်ဘတ်တစ်ဟာဒီယာဒီလာလီဂါမှာအဝေးဝင်းရှုံးပွဲမရှိသေးပါဘူးဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ပြိတက်လောက်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဆာဒါဗီโกနဲ့ဘာစီလိုနာည2နာရီ30ပြိုင်ပွဲဆုံး9ပွဲဆက်အနိုင်နဲ့အတူဆာဒါဟာအကောင်းဆုံးပုံစံပြောင်းရနေပါတယ်ဘာစီလိုနာကတော့နောက်ပိုင်းဒီမှာ ရလမတိငိမ့်သလိုဘွဲတိုင်းဂိုးလဲတွင်းဂိုးလဲပြန်ပြီးနေရပါတယ်သူတို့ကြောင့်မှနောက်ဆုံးတွေ့ဆုံမှု12ဘွဲကလည်း12ဘွဲဟာနှစ်ဖက်တွင်းကို3ဂိုးနဲ့အထက်ရှိထားခဲ့ပါတယ်ဒါကြောင့်ဒီလိုဘွဲစီမျိုးမှာဂိုးအများဟာအကောင်းဆုံးအပြည့်ရမယ်ဘွဲစီမျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဥရိစနီဆိုတော့ရိုမရီအတွက်အိမ်ကွင်းငယ်နိုင်ဧကရစ်နောက်ဆုံးအနေနဲ့ကတော့တနင်္ဂနွေနေ့ညအတွက်အီတလီစီးရီးဘွဲစဉ်ဘွဲကျူသုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ကလောင်ရှင်ဧကရစ်ရဲ့သုံးသက်ချက်တွေကပထမအဦးဆုံးဘွဲစဉ်ဖြစ်တဲ့ အတ္တလန်တာနဲ့ဆက်စုအိုလိုည6နာရီဂျာရဲ့ချန်ပီယံလိမာတော့ကအတ္တလန်တာဟာပြိုင်ပွဲစုံ6ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်ဆက်စုအိုလိုကတော့အခုနောက်ပိုင်းရလက်မတည်ငြိမ်ပေမဲ့နောက်ဆုံးအဝေးခွင်3ပွဲစလုံးမှာမရှုံးခဲ့ပါဘူးအတ္တလန်တာအိမ်ကွင်းမှာဆက်စုအိုလိုနဲ့နောက်ဆုံးတွေ့ဆုံတဲ့6ပွဲစလုံးမှာတော့တစ်ဖက်တွင်းကိုဟာ3ဝန်းနဲ့အထက်ရှိထားခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးများဟာပိုကောင်းမဲ့အားပေးမှုလို့သုံးသပ်ထားတာဖြစ်ပါတယ် ဒုတိယမြောက်ပွဲစဉ်ကတော့ဘိုလော့နာနဲ့နာပိုလီည၈နာရီ30ပါအဆင့်9နေရာကဘိုလော့နာဟာပြိုင်ပွဲဆုံးမရှုံးခဲ့တာကိုးပွဲဆက်တောင် ရှိခဲ့ပါပြီ။ဒဏ်ရာပြဿနာတွေနဲ့နာပိုလီကတော့ခုနောက်ပိုင်းပွဲတွေမှာတကူးသွင်းမှုတော့အနိုင်နိုင်ဖြစ်နေပါတယ်။ဘိုလော့နာအင်ကွင်းနာပိုလီနဲ့တွေ့ဆုံမှု6ပွဲမှာတော့9ပွဲကဂိုးမများခဲ့ပါဘူး။ဒါကြောင့်ဒီတစ်ချိန်တွေ့ဆုံမှုမှာလည်းဂိုးအနည်းကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ဂျီနိုဝါနဲ့ဖီယိုရင်တီနာည၈နာရီ30ပြီးခဲ့တဲ့အပတ်တုန်းက သူတို့ရဲ့ဒီအာဒီပထမဆုံးစီးရီးနိုင်ပွဲကိုစရခဲ့လို့ဂျီနိုအာမှာတန်းစင်းစုံကလွတ်မြောက်နိုင်မယ်မျှော်လင့်ချက်ကလေးရှိလာပါတယ်။ဖီယိုရင်တီနာကတော့ဒီချိန်ထိနိုင်ပွဲမရသေးလို့ကျုံပွဲဆက်နေလို့ဇေယျအောက်ခြေကိုရောက်သွားပါတယ်။ငါးပွဲမှာနှစ်ကိုးသာတွင်းနိုင်ခဲ့တဲ့ဖီယိုရဲ့ဒီအာဒီအဝေးဝန်းတိုက်စစ်ဟာလည်းအတော်ညံ့ပါတယ်။ဒါကြောင့်ပိုယုံနိုင်တဲ့အင်ရှင်အရေးအောက်ကိုကိုလွန်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ရိုမားနဲ့ဥရီစနီည7:30အဆင့်၄နေရာကရိုမားဟာ ပြီးခဲ့တဲ့ပတ်မီလန်အရှုံးကနေရုံးထဖို့ကြိုးစားမှဖြစ်ပြီးပြိုင်ပွဲဆုံးနောက်ဆုံး၄ပွဲမှာတော့၃ပွဲနိုင်ထားပါတယ်။ဥရစ်နီကတော့နောက်ဆုံးအဝေးခွင်၃ပွဲမှာနှစ်ပွဲရှုံးထပါတယ်။ဒါအပြင်ဥရစ်နီကရိုမနဲ့အဝေးခွင်တွေ့ဆုံမှုနောက်ဆုံး၅ပွဲစလုံးကိုလည်းရှုံးထပါတယ်။ဒါကြောင့်ရိုမစီးရီးမှာနိုင်ပွဲပြန်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အင်တာမီလန်နဲ့လာဇီရိုည၂နာရီ55ပြိုင်ပွဲဆုံး၆ပွဲမှာ၅ပွဲအနိုင်နဲ့အင်တာဟာဇယားထိတ်နေရာကိုပြန်တက်နိုင်ဖို့ရည်မှန်းနေပါတယ်။ အင်တာဟာဒီယာဒီအိမ်ဝင်း9ပွဲမှာလဲ6ပွဲနိုင်ထားခဲ့ပါတယ်။လာဇီရိုကတော့နောက်ဆုံး6ပွဲဆက်မရှုံးခဲ့ပေမဲ့ဆန်စီရိုမှာလက်ရှိအင်တာကိုရက်တန့်စီနိုင်တာမျိုးမရှိပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုး မှာအင်တာအင်ရှင်ရဲ့အရေးအောက်ကိုခိုလုံတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကဂျာနယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။ဂိမ်းမင်ညာနားဆင်သူညီကိုတွေလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့နောက်ဆုံးရပွဲစဉ်ပွဲကြိုသုံးသပ်ချက်တွေနဲ့တရင်ချက်လက်တွေသိရှိဖို့အတွက်လည်း Playmaker Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။အားလုံးမင်္ဂလာရှိသောနေ့ရက်တွေပိုင်ဆိုင်ပါစေခင်ဗျာ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။